ပေါ်တူဂီအသင်းကောင်းဆောင်ခရစ္စတီယာနိုရိုနယ်ဒိုဟာယနေ့အိုင်ယာလန်နဲ့ကစားခဲ့တဲ့ကမ္ဘာ့ဖလားရှိစစ်ပွဲမှာ၎င်းရဲ့နိုင်ငံလက်ရွေးစင် ပေါ်တော်သမားဘဝမှာပထမဆုံးအကြိမ်ဖြစ်အနီးကပ်ပြအထုတ်ပဲခံခဲ့ရပါတယ်။ပွဲချိန်62မိနစ်မှာရိုနယ်ဒိုဟာအကြမ်းဖက်မှုပြုလုပ်ခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဒိုက်ရိုက်အနီးကပ်ပြသခံခဲ့ရပါတယ်။အိုင်ယာလန်အသင်းရဲ့ဂိုးအေရီးယားအတွင်းအိုင်ယာလန်နောက်ခံလူဒါရာအိုရှေးနဲ့ခိုက်ရန်ဖြစ်ပွားစဉ်ရိုနယ်ဒိုဟာနောက်ကျောဘက်မှတထောင်ဖြင့်တွန်းတိုက်ခဲ့ပါတယ်။ ကနေ့ဦးမှာကွင်းလယ်တိုင်ကရော်နယ်ဒိုအားအဝါကက်တာ ပြသခဲ့တယ်လို့လဲ VAR ရဲ့အကြံပြုချက်အရကွင်းပေးရှိမော်နီတာမှာ ပြန်လည်ကြည့်ရှုစစ်ဆေးပြီးတဲ့နောက်ပြစ်ဒဏ်ကိုဒိုက်ရိုက်အနီကက်သို့ပြောင်းလဲပြသခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ဤလို့ရဲ့ကြောင့်တူးစီးဖြင့်ရှုံးနေနေတဲ့ပေါ်တူဂီအသင်းဟာပြန်လည်ချိပရန်အခွင့်အရေးလုံးဝမရှိတော့ပါဘူး။ရော်နယ်ဒိုဟာပြစ်မှုရဲ့ပြင်းထန်မှုပေါ်မူတည်၍တပွဲမှာ၃ပွဲအထိဝက်ပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိပြီးနှစ်ပွဲပင်ပြစ်ဒဏ်ဟာဖြစ်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ ပေါ်တူဂီယာ group F တွင်အုပ်စုဖို့အဖြစ်ခြေစွပွဲအောင်မြင်မှာကရော်နယ်ဒိုရဲ့ကြံရှိနေတဲ့ပွဲပင်ဖြစ်တဲ့ဟာနောက်ထပ်ရှင်ပြန်ရမယ့်ပင်ပွဲဖြစ်တဲ့လာမယ့်ကမ္ဘာဗလာအုပ်စုပွဲစဉ်များသို့ကူပြောင်းသွားနိုင်ပါတယ်။ဤသို့ဆိုရင်ရော်နယ်ဒိုဟာကမ္ဘာဗလာပြိုင်ပွဲတွင်အုပ်စုပထမပွဲစဉ်ကိုလွဲလျှော်သွားနိုင်ပါတယ်။ပေါ်တူဂီယာ group F မှာအုပ်စုဒုတိယနေရာဖြစ်တာခြေစွပွဲအောင်မြင်မှာကလာမယ့် match လာမှာကစားမယ့် play off ကစားရမယ်ဖြစ်ပြီး ရော်နယ်ဒိုဟာထိုးပွဲစဉ်တစ်ပွဲလုံးကိုပိတ်ပင်ခံရပွဲရှိပါတယ်